အခုပြောချင်တာကတော့ Taurus ပိတ်တာရာသီမော်လီပါကံပေါ်ကံထတက်သူတွေလို့ပြောလို့ရပါတယ်တကယ်လို့မိတ်ဆွေဟာ AB လ20ရက်နေ့ကနေမေလ20ရက်နေ့ခြားမွေးဖွားသူဆိုရင်တော့ Taurus တွေဖြစ်ပါလိမ့်ကံကျမဟာ Taurus တွေကိုအမြဲတမ်းလိုလိုမျက်နှာသာပေးတလေရှိတယ်ဗျဒါပေမဲ့ဒီရာသီကွင်းတွေကအခွင့်အရေးကိုမမြင်တတ်ကြတာများပါတယ်သူတို့ဘဝမှာ တိုးတက်ရာတိုးတက်ကြောင်းတွေအများကြီးရှိပါတယ် တေချာမြောင်ကြည့်တက်ပြီးအခွင့်အရေးကိုအသုံးချတတ်သွားတဲ့အချိန်မှာဒီအသည့်ဘွားတွေဟာကံအကောင်းဆုံးသူတွေဖြစ်လာမှာပါတကယ်လို့တင့်မှာပိတ်တာရသည်ဘွားတငယ်ချင်းရှိရင်တင်ကံကောင်းတယ်လို့ပြောလို့ရပါလေ။ဘာဖြစ်လို့လဲဆိုတော့တင့်ရဲ့ပြဿနာမှန်သမျှတင်နဘူးနစာလောက်တာမှန်သမျှတိခံနိုင်တဲ့သူတွေပါပိတ်တာရသည်ဘွားတွေဟာတငယ်ချင်းကောင်းအဆင့်တင့်မှာရှိပါလေ။သူတို့ရဲ့စိတ်ရှိမှု ရင်ကျေးနူးညံ့မှုနဲ့တစ်ဖက်သားကိုညှတာတတ်မှုကြောင့်လူချစ်လူခင်များတဲ့သူတွေဖြစ်ပါလေ။သဘောထားကွဲလွဲမှုတွေကို နားလည်လက်ခံပေးတတ်တာလေသူတို့ရဲ့အားသာချက်ပြ။နောက်ပြီးတော့ပိဒါရာသီဘွားတွေဟာဟုတ်တိုင်းမှန်ရာဆိုတဲ့သူတွေပါ။သူတို့လိန်ပြောလိုက်ရင်သူတို့ချေရသူတွေရဲ့ထင်မြင်သေးသွားမှာမလိုလားလို့အမှန်နဲ့အမြဲပြောလေးရှိသူတွေပါ။အမှန်နဲ့ပြောလွန်းလို့တခါတလေသူတို့ပြောတဲ့စကားကိုတစ်ဖက်သားကမခံမရနိုင်ဖြစ်ပြီးသဘောထားကွဲလွဲမှု ကြာခဏတွေ့ရပါလိမ့်။ပိတ်တာရာဒီဘွားတွေဟာရာဒီကွန်းရဲ့အလုံးနဲ့မှာခေါင်းမာဆုံးတွေဖြစ်ပေမဲ့သစ္စာရှိပြီးတစ်ဖက်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့သူတွေပါ။သူတို့အတွက်ကတော့အခြေရေးမှာဆိုရင် သူတို့ပေါ်သစ္စာရှိသူပျော်ရွှင်စေမဲ့သူမျိုးလိုချင်တာပါ။ဆက်ဆက်ချင်းမသိမချစ်တဲ့သူလိုလိုဘာလိုလိုပုံစံဖြစ်တဲ့တယ်။နောက်ကြလာလေလေချစ်သူပေါ်တွက်ကပြီးတဝင်းတူလုံးလို့အဲ့ဒီတံကိုခံနိုင်တဲ့သူအရင်ရှာပါလေ။ဒါကြောင့် Taurus ပိတ်တာရာသီပွားတွေဟာအသေးကွဲတဲ့ရာသီဝင်တွေထဲမှာပါလာရတာပါ Taurus တွေဟာတကယ်တော့တယောက်တည်းတည်တတ်နေတဲ့သူတွေဗျတယောက်တည်းအေးဆေးနေတဲ့သူတွေလည်းဖြစ်သလိုကိုပိုင်စတိုင်နဲ့လှုပ်ရှားတတ်တဲ့သူတွေလည်းဖြစ်ပါတယ်သူတို့မှန်တယ်ထင်လို့လှုပ်လိုက်တဲ့အရာကိုဘလို့ပဲဝေဖန်ပါစေဂယူမဆိုင်တတ်တဲ့သူတွေပါလူတယောက်ကိုချစ်မိရင်လည်းတဘွားလုံးစံရည်ရွယ်ပြီးချစ်တတ်တဲ့သူတွေပါဒီလူတယောက်တည်းတွေစိတ်ထဲမှာရှိပြီးတစ္ဆာဖောက်ဖို့လုံးဝမတွေ့တတ်တဲ့သူမျိုးပါ ဒါပေမဲ့အဲ့ဒီတယောက်နဲ့ဝေးသွားရင်လည်းဖြင်းမစင်းနိုင်အောင်ပြိုလဲနေတာမျိုးမဖြစ်ပဲကိုကိုကိုကောင်းကောင်းတည့်မဲ့ပြီးနေနိုင်ကြပါလိမ့်။ပိဒါရာဒီဘွားတွေကိုဆွဲဆောင်မှုအရှိစေဆုံးအရာကတော့စကားပြောဟမှာ။သူတို့ကစကားရင်တက်တဲ့သူတွေပြ။သူတို့ပြောလိုက်တဲ့စကားကတစ်ဖက်သားရင်တွေကိုအေးမြသွားစေနိုင်တဲ့သူတွေပါ။စကားပြောကောင်းနေစကလုံးသုံးနှုံးလေးရာစာရမ်းတော်တဲ့သူတွေပါ။စကားပြောလေလေဆွဲဆောင်မှုရှိလေလေပေါ့။ ပိဒါယာဒီဘွားတွေဟာသူတို့လိန်ပြောလိုက်ရင်သူတို့ချရတဲ့သူအထင်မြင်သေးမှမလိုလားလို့ဘယ်တော့မှလိန်ပြောတတ်တဲ့သူမဟုတ်ပါဘူး။ဒါအပြင်ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေစီးပွားရေးလုပ်ငန်းတွေလောက်တာထက်ကိုပိုင်တီထွင်ဖန်တီးမှုကတစ်ဆင့်ဝင်ငွေကောင်းလာနိုင်တဲ့သူတွေလည်းဖြစ်ပါလေ။ဒါကြောင့်ကိုလုတ်ချင်တဲ့လူတွေနဲ့ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကိုယုံကြည်မှုအပြစ်ရှိသင့်ပါလေ။နောက်ပြီးတော့သူတို့ဟာစိတ်ဆိုးပြီဆိုရင်လည်းအကြာကြီးစိတ်ကောက်တတ်တဲ့ပြ။သူတို့စိတ်ကောက်တာဘယ်တော့မှကြားတယ်လဲဆိုရင် သူတို့ဘာကြောင့်စိတ်ဆိုးခဲ့လဲဆိုတာကိုမေးတဲ့အထိကိုစိတ်ကောက်တပါလေသူတို့စိတ်ဆိုးသွားရင်တော့ပြန်မချောမချင်းဘတော်မစိတ်ကောက်မဖြစ်တပါဘူးချစ်တဲ့လူပြီးသစ္စာရှိတဲ့နေရာမှာသူတို့ကိုဘယ်သူမှမမီဘူးဗျသူတို့နဲ့ချစ်သူဖြစ်တဲ့အခါချစ်စစ်ဆိုတာဒီလိုပါလားလို့ခံစားသွားရမှာပါပြဿနာဖြစ်အောင်ဖန်တီးမဲ့သူတွေမဟုတ်ပဲပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင်တော့ဒိုင်ခံ ဖြည့်ရှင်းပေးမဲ့သူလို့ပြောမှာပါချစ်တဲ့သူကိုပျော်ရွှင်တဲ့စိတ်နဲ့အမြဲရှိပြီး အချစ်နဲ့ပတ်သက်ရင်သူတို့ရင်ထဲကလာတဲ့ရိုးအသားဆုံးညာတွေသာသူတို့ချစ်သူကိုပေးမဲ့သူတွေဖြစ်ပါတယ်။ရေရှည်လက်တွဲဖို့အသင့်တော်ဆုံးယာတီပွားတွေပါ။နောက်ပြီးတော့ဒီပိတ်တယာတီပွားတွေဟာတငယ်ချင်းတွေကိုအမြဲတမ်းအားပေးနှစ်သိမ့်သူတွေပါ။လမ်းမှန်ပြပေးသူတွေပါ။စိတ်ရှိတယ်၊ရင်ကြီးတယ်၊သူတစ်ပါးကိုစိတ်နာအောင်ဘယ်တော့မှမလုပ်တဲ့သူပါ။ဘလို့ပြဿနာမျိုးမဆိုပြပြလေးလေးဖြည့်ရှင်းတတ်တဲ့သူတွေပါ။ဘယ်တော့မှငင်းခုမလုပ်ဘဲတငယ်ချင်းတွေကိုအနစ်နာခံပြီးပေါင်းသိမ့်တဲ့သူပါ။ သူတို့ကိုသူတို့အမြဲပြော့အောင် ထားတဲ့သူတွေဖြစ်တဲ့အတွက်ကြိုက်တဲ့အစားအစာတွေအများကြီးစားတာကိုကြိုက်တာတွေအတွက်ပတ်စံတွေအများကြီးသုံးတာသူတို့လုပ်တတ်တယ်ဗျကိုကိုကိုအေးမဝအောင်မနေတဘူးအမြဲတမ်းအေးဝအောင်အိတ်တယ်ကိုကိုကိုအလိုလိုက်တဲ့သူတွေလည်းဖြစ်ပါတယ်သူတို့နဲ့ချိန်ထားတဲ့အခါမှာနောက်ကျနေရင်ဘာလို့လဲမေးစရာမလိုဘူးသူတို့အိပ်ပျော်နေလို့ပါနောက်ပြီးတော့သူတို့ဟာခံစားချက်အလိုက်ပြုတ်မှုတတ်သူတွေဗျစိတ်ထဲတစ်ခုခုဖြစ်နေရင်အယမ်းသိတာတယ် ပြောနေရင်လည်းသိတာတယ်ဝမ်းနေရင်လည်းသိတာတယ်ဟမ်ဆောင်တက်ကိုလူတယောက်ကိုချစ်မိသွားရင် ဖုံးမရဖိမရဖြစ်လို့တဲ့အထိဟမ်ဆောင်နိုင်ဘူးအဲ့ဒီလိုကိုချစ်မိတဲ့သူကြောင့်ပျော်တာဝမ်းနေတာဒီခံစားချက်တွေဖြစ်နေရတော့ကိုပင်ပန်းတယ်လို့ထင်လာတယ်တနိုင်တလောက်မချစ်မိအောင်နေတတယ်ချစ်မိသွားရင်လည်းလွယ်လွယ်နဲ့ဝမ်းမခံတတ်ပါဘူးကိုကိုစိတ်နှောင့်ရှင်းဖြစ်အောင်လာလို့တဲ့သူတွေကိုပို့ပြီးစိတ်ညစ်သွားအောင်လုပ်နေတဲ့သူကလည်းအဲ့ဒီယာတီပေါ်တွေပဲဗျတဖက်လူကဘလောက်ပဲတက်ခတ်တက်ခတ်လုံးဝခီးမဆိုင် မျက်နှာတစ်ချက်မပြတ်ပဲနေနိုင်လို့မာလေရေခဲတုံးကိုအေးစက်တဲ့သူတွေပါသင်ရဲ့ပြဿနာမှန်သမျှနားထောင်ပြုံမကလက်မဲ့ရအောင်တွန်းပို့ပေးနိုင်တဲ့ပိတ်သားရာသီဘွားတွေကိုတငယ်ချင်းတော်နိုင်တော့သင်ကန်းကောင်းပါလေသဘောထားကွဲလွဲတာတွေထက်စိတ်ဆိုးမှလုံးဝမဟုတ်ပဲအငင်းပွားတာကိုအသာတကြီးလက်ခံပြုံမှာပါစိတ်သဘောထားနှူးညံ့တဲ့သင်ကိုနားကြောင်လုံးဝမဟုတ်လို့ဒီအာပီဘွားတွေကိုအကောင်းဆုံးတငယ်ချင်းဖြစ်သင်သတ်မှတ်လို့ရပါတယ် ပိဒါရာသီဝါဒီဟာဆုံးဖြတ်ချက်ရဲရင် ပြတ်သားလို့လို့ပြတ်သားသူလို့တော့မှခေါ်ယူလို့ရတယ်အခြေအမှဆိုလဲသူတို့ကိုမချစ်တော့တဲ့လူတယောက်ចောင်းပြချက်တွေနဲ့မတားတက်ပဲပြတ်သားတတ်ပါတယ်ဒီရာသီကုန်တွေမှာမွေးဖွားလာသူတွေဟာငွေကြေးလက်ကောင်တွေပါငွေကိုတန်လိုက်လို့ဆွေးငင်နိုင်စွမ်းရှိသူတွေငွေနဲ့ပတ်သက်ရင်အမြဲကန်တရားကကိုယ့်ဘက်ကပါနေတဲ့သူတွေပါအခြေအမှစိတ်အားလုံးကိုပုံအပ်ပြီးချစ်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူဟာ တဝင်းတို့စိတ်လည်းအရင်ကြည်ပါတယ်သူတို့ကိုချစ်မိရင် သူတို့နဲ့ချစ်သူဖြစ်ပြီးရင်တဝင်းတို့နဲ့တန်တော့ခံရမယ်ဗျတစ်ဖက်ကဘာပြန်ရရမယ်ဆိုတဲ့စိတ်မျိုးမရှိပဲသူတို့တက်နိုင်တယ်လို့အစွမ်းကုန်ပေးဆက်တဲ့ဒီ terrace တွေဟာတရရောက်ကိုချစ်မိသွားရင်လည်းအချင်းကြီးများကြီးယူနေစရာမလိုပါဘူးလွယ်လွယ်လေးချစ်မိတတ်ပါလေနောက်ပြီးတော့အတွေးလွန်သူတွေဗျအတွေးလွန်လို့အိမ်မရတဲ့ညတွေများနေသူတွေကတော့အဲ့ဒီ ပိတ်သာရသည့်ဘွားတွေပါလှုပ်တစ်လှုပ်ချင်ပေမဲ့ဖန်တီးမှုတစ်ခုလှုပ်ချင်ပေမဲ့ငါအဆင်ပြေပါမလားငါ့ကိုလူတွေဘယ်လိုမြင်မလဲအဲ့ဒီလိုတွေးတွေးနေရတာနဲ့မလှုပ်ဖြစ်လိုက်တာများပါတယ်အဲ့ဒီလိုအတွေးတွေများမနေပဲကိုလှုပ်ချင်တာကိုရဲရဲလှုပ်လိုက်ပါနောက်ပြီးတော့ပေတီပီကတ်ခတ်ချစ်ချင်နေတတ်တယ်ဗျနွေးထွေးတဲ့အချစ်ကြီးပြီမဲ့ခေါမသူတွေပါအချင်းတွေတခုမှပြပြတသားနဲ့ဆုံးဖြတ်ချက်ချရတဲ့သူတွေပါ ချစ်သူအနေနဲ့သူတို့ကိုပိုင်ဆိုင်ခြင်းတော့လက်ဆောင်ကောင်းကောင်းပစ္စည်းကောင်းကောင်းနဲ့မှတင်သွင်းလို့ရမယ်ပြု။နောက်ပြီးတော့ယက်တီချက်ခိုင်မာသူတွေလည်းကိစ္စအတွက်ပဲဖြစ်ဖြစ်ကိုပိုင်မြင်ရှိတယ်။သူတို့အမြင်နဲ့အမှုချင်းကိုပြောင်းလဲပြစ်ဖို့အတွက်အရန်ခက်ခဲလွန်နေ။ဂျမ်းမောင်ရဲ့နဲ့တင်တော်တာတွေဘာတွေထပ်သူကြိုက်တဲ့အစားအစာကိုပဲစားမယ်။သူလုပ်ချင်တာလုပ်မယ်။ဒီလိုလူမျိုးတွေပါဘသူရဲ့စိုးစိုးမစကားမှနာခံဖို့စိတ်ကိုမရှိဘူးခေါင်းမလွန်သူတွေပါသူတို့အတွက် ဆွဲဆောင်မှုအရှိဆုံးအရာကစကားပြောဟန်ပါတကယ်လို့သင်ဟာပိဒါရာသီပါဆိုရင်တော့စကားပြောဟန်ကအဓိကအရေးပါဆုံးလို့မှတ်လိုက်ပါအဲသင်ကပိဒါရာသီပါဟုတ်မဟုတ်ဒီချက်တွေနဲ့ကန့်ညီမှုရှိမရှိလေ့လာကြည့်ပါလို့ပြောချင်ပါတယ်